မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇွန်လ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ဇေယကြီးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို၄ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးပြီးတနက်တက်လက်သိသိရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာ15ရက်နေ့မနက်9နာရီခန့်အချိန်မှာတောင်တာမြို့နယ်ဇေယျကြီးရွာဘက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား150ခန့်နဲ့လက်နက်ကြီးများပစ်ခတ်ကာစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ညနေ4နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချစခန်းချနေတဲ့နေရာကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကရှောက်တခင်အနီးကဝင်ရောက်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးပြီးတော့ G3 အမျိုးအစားတပ်နဲ့တက်လက်တင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ တောင်တာပလဖာမိထီလာပကဖမေဒီလိုရှိရတဲ့တရင်နဲ့မြင်းညံခရိုင်အမှတ်3တရင်တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဇူလိုင်လ16ရက်နေ့နဲ့18ရက်နေ့တွေပါလဲအကြမ်းဖက်စစ်ကောင်စီတပ်သားများကဇေယျကြီးရွာကိုမိရှို့နေတဲ့အချိန်တောင်တာပကဖဒရုန်းတပ်ဖွဲ့မြင်းညံခရိုင်ဒရုန်းတရင် MDDS မြင်းညံခရိုင်ရင်းသုံးတရင်လေးတရင်ရှင်းနဲ့မလိုင်ပကဖတို့ကပူးပေါင်းပြီးတော့ဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီး တပြိုင်တည်းထဲမှာမြေပြင်ကနေလဲကြောက်ကြားစနစ်နဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇော်လိုက်လာ၁၈ရက်နေ့မနက်၉နာရီအချိန်ကမှလဲစစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၆ဦးမျက်မြင်သိမ်းဆုံးသွားတယ်လို့သိရပါတယ်။မူရဲစေဝါများကိုတုံးဆွဲထားတဲ့အတွက်အကြောက်လန့်မရှိတဲ့စစ်သားတွေကဇော်အတင်းတိုးဝင်လာတဲ့အတွက်အသင်းထောင်ထားတဲ့မိုင်းရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထပ်မံသိမ်းဆုံးသွားတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းတ်စစ်ကောင်စီစစ်ကြောင်းဟာဇော်လိုင်လ16ရက်နေ့နေ့လယ်ပိုင်းမှာဇေအကြီးရွာကနေတေဆုံဒဏ်ရာရတဲ့အလောင်းများကိုထမ်းစင်နေနဲ့ထမ်းတယ်ပြီးတော့ဆုတ်ခွာသွားတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကြောင်းဆုတ်ခွာသွားတဲ့အချိန်မှာမြင်းကြံခရိုင်တိုင်ရင်လေးခရိုင် drone team တို့က drone နဲ့ထပ်မံပြီးတော့ဘုံကျဲတိုက်ခိုက်ရာအကြမ်းတ်စစ်ကောင်စီတပ်သားများအထိနာသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဇီယကြီးရွာအတွင်းမှာ၄ရက်ဆက်တိုက်အနီးကတိုက်ပွဲ၃ချိန် drone နဲ့ဘုံကျဲတိုက်ခိုက်မှု၄ချိန်ကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေပြည်တော်ရှိရတဲ့တရင်မိထီလာပါကဖာတောင်သာပါလာဖမြင်းကြံခရိုင်တရင်အမှတ်3တရင်4တရင်8တရင်9မလိုင်ပါကဖအဖွဲ့နဲ့နထိုးကြီးပါကဖအဖွဲ့တွေကပူးပေါင်းပြီးတော့လက်တွဲညီညီတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာ G3 အမျိုးအစားတနက်တလက်ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပလီမြို့ကိုအရခတ်တပ်တော် AA ထိန်းချုပ်ပြီးတဲ့နောက်မှာပြန်လည်သိမ်းပိုက်နိုင်ရန်အတွက်စေကောင်စီကမောင်ရွှေလေးရေတပ်ကနေတဆင့်အင်အားတွေယာနဲ့ချီပြီးတော့ထပ်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်တွဲမြို့မှာရှိတဲ့ မောင်ရွှေလေးရေတက်ကနေဇလုံးရွာနဲ့ချိန်တော်ရက်ကွက်ကိုအင်အား400ထက်မနည်းစစ်ကောင်စီကထပ်မံပြီးတော့အင်အားဖြည့်တင်းနေကြောင်းစီရေးသိရှိသူများကပြောဆိုခဲ့ပါတယ်။မောင်ရွှေလေးရေတက်နဲ့ဇလုံးရွာချိန်တော်ရက်ကွက်ဆိုတာတိတ်မဝေးဘူး။အဲ့ဒီမှာစစ်ကောင်စီတက်ဆွဲထားတဲ့တပ်စခန်းငယ်လေးတွေရှိတယ်။တန်ရွဲနဲ့ငပလီမျိုးတွေကနေပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းအဲ့ဒီတပ်စခန်းငယ်တွေနဲ့လာပြီးတော့ပူးပေါင်းနေတာ။ အေးလက်ထဲကတန်တွဲနဲ့ငပလီမြို့ကိုပြန်ရဖို့အတွက်စစ်ကောင်စီဟာဇလွန်နဲ့ဂျိတ်တော်ကတပ်တွေကိုအင်အားတွေထပ်ဖြည့်နေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီကမောင်ရွှေလေးရေတပ်ကနေတဆင့်ပြီးခဲ့တဲ့နှစ်ပတ်ကျော်ခန့်ကဇလွန်ကြီးရွာမှာတပ်စခန်းအစ်စ်ထိုင်ပြီးတော့အင်အား200ထက်မနည်းထပ်ဖြည့်ထားတယ်လို့ဂျိတ်တော်ရက်ကွာမှာလည်းအင်အား200ကျော်ထပ်ဖြည့်ထားတယ်လို့သိရပါတယ်နောက်ထပ်တန်တွဲစီရေးတည်တဲ့ဒုတအုပ်ကအရခတ်တက်တော် AA အနေနဲ့တန်တွဲမြို့နယ်ကိုအလုံးစုံသိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့အတွက် တန်တွဲမြစ်ထဲမှာရှိတဲ့မောင်ရွှေလေးရေဓာတ်ကိုရှင်းလင်းနိုင်မှရမယ်လို့ပြောဆိုခဲ့ပါတယ်။မောင်ရွှေလေးရေဓာတ်ကကြောက်ဖြူမှာရှိတဲ့ဒညဝရီရေဓာတ်လိုမျိုးပဲရေဓာတ်စခန်းကြီးတယ် ကြောက်ဖြူရေတပ်စခန်းဌာနချုပ်ကနေမောင်ရွှေလေးရေတပ်ကိုစစ်ကောင်စီကစစ်တင်းမောတွေရင်ကုန်တင်းမောတွေနဲ့အင်အားထပ်ဖြည့်အဲ့ဒီကနေမှတစ်ဆက်ဇလုံနဲ့ဂျိတ်တော်ကိုအင်အားဖြည့်တင်းနေတာမောင်ရွှေလေးရေတပ်ကိုအားကိုးပြီးတော့ကြံနေသေးတဲ့တပ်စခန်းငယ်တွေနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကအေးအေးကိုပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့မောင်ရွှေလေးရေတပ်ကိုတင်ပိုက်နိုင်မှသာတန်တွဲမျိုးနယ်ကိုအေးအေးကအပြည့်အဝထိန်းချုပ်လို့ရနိုင်မယ်လို့ပြောဆိုခဲ့ပါတယ်အရက်ခတ်တော်အေးအေးဟာငပလီမြို့မှာရှိတဲ့ခမရ966တိုင်ရင်နဲ့ ခလိုက်ရ55တရင်ကိုအပိသက်သိမ့်ပိုက်ပြီးတဲ့နောက်တန်တွဲမျိုးတဲကိုဝင်ရောက်လာကတန်တွဲမျိုးနဲ့ငပလီမျိုးကိုထိမ့်ချုပ်ထားတယ်လို့သိရပါတယ်။သို့တော်လည်းထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားများနဲ့မောင်ရွှေလေးရေတပ်ကအင်အားဖြည့်ပြီးတော့နောက်ဆုံးအထိကိုခုခံကာကွယ်နေကြတဲ့အတွက်အေအေကတန်တွဲမျိုးနဲ့တစ်ခုလုံးကိုအပြည့်အဝသိမ့်ပိုက်ထိမ့်ချုပ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။တန်တွဲမျိုးနဲ့တစ်ခုလုံးအေအေရဲ့လက်ထဲကိုအပြည့်အဝကျရောက်သွားပါကစစ်ကောင်စီအနေနဲ့ဆုံးရှုံးနေတာမှုတွေများပြားမှာဖြစ်တယ်လို့သိရပါတယ်။ တန်ရွဲမြို့နယ်မှာဘီလီယံနဲ့ချီပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့ငပလီကန်းချီအပါဝင်ကျင်းငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်တွေယာနဲ့ချီရှိသလိုလူဦးရေတသန်းခန့်ကိုလျှက်စစ်ဓာတ်အားပေးနိုင်တဲ့နှစ်စဉ်လျှက်စစ်ဓာတ်အား366ကီလိုဝတ်ထုတ်ပေးနိုင်တဲ့တထေးရေအားလျှက်စစ်စီမံကိန်းကြီးလည်းရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဗဟိုဗန်ဥက္ကဋ္ဌတန်းတန်းဆွေနဲ့ဗဟိုဗန်ညွှန်ကြားရေးမှူးချုပ်စစ်အရာရှိဟောင်း မင်းဟန်ဆိုးတို့ကြားမှာအာနာအပြိုင်နဲ့လုပ်ငန်းခွင်ပြဿနာများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဗဟုပန်ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနညွှန်ကြားရေးမှူးချုပ်မင်းဟန်ဆိုးဟာ စစ်တပ်ကတူအပတ်စဉ်36ဆင်းစစ်အရာရှိဟောင်းဖြစ်ပြီးတော့ဗဟိုဗန်ဥက္ကဋ္ဌတန်းတန်းဆွေတို့ကြားမှာပြဿနာများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မင်းဟန်စုရဲ့ဇနီးပြည့်သူဟာလည်းဗဟိုဗန်လက်အောက်ခံဌာနတစ်ခုရဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီးတော့လွန်ခဲ့တဲ့9လကန်းကဗဟိုဗန်ဥက္ကဋ္ဌတန်းတန်းဆွေနဲ့ပြဿနာတက်ရာကနေအလုထွက်လိုက်ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ညွှန်ချုပ်မင်းဟန်စုနဲ့ဗဟိုဗန်ဥက္ကဋ္ဌတန်းတန်းဆွေတို့ကြားမှာလုပ်ငန်းခွင်ဆိုင်ရာပြဿနာများစွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဥက္ကဋ္ဌတန်းတန်းဆွေကဗဟိုဗန်ရဲ့လုပ်ငန်းများနှောက်နှေးရခြင်းဟာ မင်းဟန်စိုးကြောင့်ဖြစ်တယ်လို့အပြစ်ဖို့ခဲ့တယ်လို့သိရပါတယ်နောက်ဆုံးမှာတော့ပုပ်ပလိကဗန်များရဲ့တိုင်ကြားမှုကြောင့်စစ်ထောက်လမ်းရေးကညွန်ချုပ်မင်းဟန်စိုးနဲ့ဥက္ကဋ္ဌတန်းတန်းဆွေတို့ဂျားကပြဿနာကိုလာရောက်စစ်ဆေးရတဲ့အထီကိုနှစ်ဖက်ပြိုင်ဆိုင်မှုတွေပြင်းထန်နေတယ်လို့သိရပါတယ်ညွန်ချုပ်မင်းဟန်စိုးရဲ့မိမကလည်းဗဟိုဘဏ်မှာဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်ပဲလွန်ခဲ့တဲ့9လလောက်ကဗဟိုဘဏ်ဥက္ကဋ္ဌတန်းတန်းဆွေနဲ့ပြဿနာ တက်ပြီးတော့အလုထွက်လိုက်ရတယ်အဲ့ဒီတော့စစ်အရာရှိဟောင်းညွန်ချုပ်မင်းဟန်စိုးနဲ့ဥက္ကဋ္ဌဒေါ်တန်းတန်းဆွေတို့ဂျားမှာပြဿနာတွေတက်ကြတယ် ုပ်ပလီကဗန်တထေးတွေကဗဟုပန်မှာဖြစ်နေတဲ့အခြေအနေတွေကိုစစ်ကောင်စီကိုပြန်တိုင်တယ်အဲဒီမှာစစ်ထောက်လမ်းရေးကဗဟုပန်ညွန်ချုပ်မင်းဟန်ဆိုးနဲ့ဥက္ကဋ္ဌတန်းတန်းဆွေတို့ကြားဖြစ်ပွားနေတဲ့ပြဿနာကိုလာစစ်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိဗဟုပန်ညွန်ကြားရေးမှူးချုပ်မင်းဟန်ဆိုးဟာရခင်ကဗန်ဒါရေးဝန်ကြီးလှထွန်းရဲ့ကိုရေးအရာရှိအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်အရာရှိဟောင်းတအုပ်လည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းတောင်ငူမြို့နယ်ကျွဲပွဲမြို့အနီးကြောက်တိုင်ကြီးရွာမှာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့မွန်းလွဲ2နာရီအချိန်တောင်ငူမြို့နယ်ကျွဲပွဲမြို့အနီးကြောက်တိုင်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတောင်ငူခေအပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3932 Delta 1 drone team က 5kg ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာစစ်သား3ဦးထိမှန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်သား3ဦးဟာဒဏ်ရာပြင်းထန်ပြီးတော့တေဆုံးနိုင်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ရာညနေ4နာရီကမှတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇူလိုင်လ16ရက်နေ့မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့နယ်မှာရှိတဲ့ပြူစောထီးများတပ်ဆွဲထားတဲ့၄ရွာစုံမြို့ဆောင်လမ်းဇီးချံအနီးနဲ့ပြူစောထီးခေါင်းဆောင်တီတာယုမွန်တို့အိမ်ကို ရှားထူအောင်ဤပညာ fake swing drone များနဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့ရာပြူစောတီနှောက်ဦးတေဆုံးပြီး9ဦးဒဏ်ရာရရှိက6ဦးဟာဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်၎င်းစစ်စင်ရေးမှာအညာ Federal Task Force AFDF နဲ့အတူမဟာမိတ်တပ်များဖြစ်ကြတဲ့ Freedom Fighter Guerrilla Force FFGF နဲ့ A Stars အဖွဲ့တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမျိုးနယ်စောစိတ်ဖြူလမ်းပိုင်းမှာရှိတဲ့လေချောင်းရံကာကွယ်တပ်အနေစစ်ကောင်စီရဲ့လေရင်စီတင်ကားကိုတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ15ရက်နေ့မနက်7:45မိနစ်အချိန်မှာစိတ်ဖြူမျိုးကနေကပ္ပဆာ21ကိုတွားတဲ့အခါစစ်သား၅ဦးစီးနင်းလိုက်ပါလာတဲ့လေရင်စီတင်ကားတစ်စီးကိုစောစိတ်ဖြူလမ်းပိုင်း လေကြောင်းရံကာကွယ်ရေးတပ်အနီးအရောက်မှာမိုင်းဆွဲခြင်းပစ်ခတ်ခြင်းတို့နဲ့တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စိတ်ဖြူကနေကပ္ပစာ21ကိုသွားတဲ့လေရင်စီတင်ကားပါကားမီးလောင်တဲ့အထိကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်ကားကအရှိန်လွန်ပြီးတော့လေကြောင်းရံတပ်နာအထိရောက်သွားတော့တပ်ကူတွေရောက်လာတာနဲ့တပ်ပြန်ဆုတ်ခဲ့ရတာပါတိုက်တုံးကတော့လက်နဲ့ရဖို့အထိတိုက်ခဲ့တာမိုင်းဆွဲတာကကားမီးလောင်တဲ့2ဦးသေတယ်3ဦးဒဏ်ရာရတယ်လို့ စိတ်ဖြူ PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုတိုက်ခိုက်ခံရမှုကိုမကျေနပ်တဲ့အကြမ်းဖက်စစ်ကောင်စီကဇော်လိုင်လ16ရက်နေ့မနက်9:00နာရီအချိန်မှာအင်အား60ခန်းနဲ့အနီးနားမှာရှိတဲ့ချစ်ပြင်းချေးရွာအတွင်းကိုဝေရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ ပြည်သူပိုင်းနေအိမ်၃လုံးကိုမိရှို့ဖျက်ဆီးပြီးပြည်သူပိုင်းဆိုင်ကယ်များငွေသားသိန်းတရာကျော်တို့ကိုယူဆောင်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူပိုင်းပစ္စည်းများကိုဖျက်ဆီးခိုးယူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုရွာပြင်အထွက်ကနေပြီးတော့စောက်ချိုပစ်ခတ်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာအောင်ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကစောက်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုများကို NUG အစိုးရကာကွယ်ဝင်ကြီးဌာနစိတ်ဖြူ PDF ပခုတ်ကူခရိုင်အမှတ်လေးတက်ရင်တက်ခွဲတက်တက်ခွဲနှစ်တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တက်ခွဲတက်ကတက်စုမှုတအူလက်နက်ကြီးစားထိမှန်ပြီးတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့အညာကအလူရှင်နေတော့တော်လန်ရေးကကြာနေတာပါတိုင်းရင်းသားဒေသတွေလိုမလူတော့တိုက်ပွဲတိုက်ရလက်နက်ပြန်စုရနဲ့အတော်လေးကိုခတ်ခဲနေပါတယ်ကျွန်တော်တို့လှုပ်ရှားနေရတာဆိုရင်တပ်နာပတ်ချလဲတွေမှာလှုပ်ရှားနေရတာပါလေချောင်းရံနဲ့ဝင်ယူတက်တောင်ဘက်မြောက်ဘက်ပဲ အဲ့ဒါကြောင့်ဝိုင်းဝန်းကူညီပေးကြဖို့ကိုမြစ်တာရက်ခံကြမှာတယ်လို့စိတ်ဖြူ PDF တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးမြို့မှာလူငယ်တချို့ကိုညအချိန်အစင်းဝင်ရောက်ဆက်ဆီးပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းစိုင်းကယ်များကိုဆက်ဆီးပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုရက်ပိုင်းမန္တလေးမှာစစ်ကောင်စီကအစင်းဆက်ဆီးမှုများလှုံ့ဆော်နေပြီးတော့အစင်းတိုင်ထားတာတောင်မှလူငယ်တချို့ကိုမတင်ငါဘူးဆိုပြီးတော့ဖမ်းဆီးသွားခြင်းတွေရှိနေကြောင်း ပြည်ကြီးတကောမျိုးနဲ့ဒဂွန်တိုင်ရက်ကွက်ကဖမ်းဆီးခံရတဲ့လူငယ်တအူးရဲ့မိဘဆွေမျိုးများကပြောဆိုထားပါတယ်ညနေ6နာရီခွဲလောက်ပဲရှိသေးတယ်အိမ်ထဲကိုအရက်ဝတ်တွေနဲ့ဝင်လာပြီးတော့အန်စင်းစစ်မယ်ဆိုပြီးတော့ဒဂေါင်စင်းတွေထုတ်ခိုင်းတယ်သူတို့ပြခိုင်းတဲ့စာရွက်စာတန်းအစုံပါတာကိုတော့ဒီလူငယ်ကိုမသိငါဘူးဆိုပြီးတော့အိမ်မှာရှိတဲ့သားကိုဖမ်းသွားတယ်သားကအသက်16နှစ်10ရက်2နှစ်ကြာထားလို့ပြန်ဖြေဖို့စီစဉ်နေတာဖမ်းဆီးပြီးတော့မိသားစုကလိုက်တဲ့အခါမှာစစ်မှုထမ်းဖို့တင်တန်းပို့လိုက်ပြီလို့ပြောတယ်စိတ်မပူနဲ့ဆိုပြီးတော့ယာယီမှုနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကပြောတယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်တအူးရဲ့မိဘများကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒါအပြင်မဟာအောင်မြင်မြို့နယ်အတွင်းမှာလည်းပြည်သူများကိုစစ်မှုထမ်းရန်အတွက်ဆိုပြီးတော့ဖမ်းဆီးမှုတချို့ရှိနေတယ်လို့သိရပါတယ်။မဟာအောင်မြင်မြို့နယ်အတွင်းမှာရှိတဲ့ခါဝါချံ၊စီဇက်၊ဒေဝွန်အနောက်ရက်ကွက်၊နတ်ဝင်း၊ပွတ်တန်း၊ပုံနာကုန်းဝင်း၊ပဲဝင်း၊မြက်ဝင်း၊ရှမ်းဝိုင်း၊လန်ဒန်ဝင်းလေကြီးချောင်းတပြေညော့သာသနာပိုင်ဥပုပ်တော်ရက်ွက်များမှာလူငယ်တချို့ဖမ်းဆီးခံရမှုများရှိနေကြောင်းမန္တလေးကင်းထောင်အဖွဲ့ဖြစ်တဲ့ VOMDY ကပြောဆိုထားပါတယ်။မဟာအောင်မြင်မျိုးနဲ့မဟာနယ်စင်ရက်ကွက်ကပြည်သူတို့ကယာယီမှုကပြောတာကတော့တလကိုလူငယ်အရင်က နှစ်ဦးစစ်မှုထမ်းရာကနေပြီးတော့အခုတလကိုလူငယ်၅ဦးအထိစစ်မှုထမ်းဖို့တိုးခေါ်မယ်လို့ပြောတယ်ပြည်သူစစ်မှုထမ်းတင်တန်းတက်ရင်တက်မတက်ရင်ပြည်သူစစ်မှုထမ်းတဲ့စစ်အခြေခံအကြောင်းမှာစစ်သားလုပ်ရမယ်လို့ပြောတယ်လူငယ်တွေကတော့ရှောင်ကုန်ကြပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်တလောမန္တလေးမှာတော်လိုင်းတပ်များကရောက်ရှိတိုက်ခိုက်နေတယ်ဆိုတဲ့ပြောဆိုမှုများလူလူကြားမှာပြန့်နှံ့နေပြီးတော့စစ်ကောင်စီဘက်ကလည်းစစ်ရေးပြင်ဆင်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ